ကျွန်တော်အားအကျဆုံးပုံကော်တွေကတယောက်သို့မဟုတ်ဂျက်မဂျက်မဆိုတာဘာတူလဲသိတဲ့သူတွေလည်းသိနိုင်ပေမဲ့မသိတဲ့သူတွေလည်းရှိနိုင်ပါတယ်ဂျက်မဆိုတာကဘာမမအကြီးဆုံးခမာလုပ်ငန်းအလီဘာဘာကိုတီထောင်သူဖြစ်ပါတယ်အလီပေးဆိုတဲ့ e-payment လုပ်ငန်းကိုလည်းတီထောင်ခဲ့သူဖြစ်ပါတယ်အခုလောလောဆယ်မှာတရုတ်နိုင်ငံရဲ့အချမ်းသာဆုံးသတိလေးဖြစ်ပါတယ်ခမန်းရှင်25ဘီလီယံဒေါ်လာလောက်ချမ်းသာပါတယ်သူ့လုပ်ငန်းရဲ့ရှယ်ယာတွေကို2014ခုနှစ စက်တင်ဘာမှာရောင်းချခဲ့ပြီးတရုတ်နိုင်ငံရဲ့ချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့တာပါအခုလောလောဆယ်မှာဂျမဟာအလီဘာဘာရဲ့ရှယ်ယာ9.8%ခန်းနှုန်းကို ပိုင်ဆိုင်ထားပြီးအလီပေးရဲ့ရှယ်ယာ90%ခန်းနှုန်းကိုပိုင်ဆိုင်ထားပါတယ်အလီဘာဘာ group တစ်ခုလုံးရဲ့တန်ဖိုးဟာ Facebook ထက်တောင်တန်ဖိုးမြင့်ပါတယ်ဒီလိုလုပ်ငန်းတွေပိုင်ဆိုင်တဲ့ဂျမတယောက်ချမ်းသာတဲ့မိသားစုကများပောက်ဖွားလာခဲ့တာလားသို့မဟုတ်လောက်တိုင်းအောင်မြင်ခဲ့ပြီးကံကောင်းခဲ့တာလား လုံးဝတော့မဟုတ်ပါဘူးဂျမတ်ဟာအခက်အခဲပေါင်းများစွာကိုဖြစ်ကြိုပြီးမှ စင်ဘိုကို ရောက်လာတဲ့သူပါဂျမတ်ရဲ့အကြောင်းလေးကိုဒီစာအုပ်လေးမှာဖော်ပြပေးရခြင်းအကြောင်းရင်းကဒီစာအုပ်ကိုဖတ်နေတဲ့သင်လေးအောင်မြင်နိုင်လေးဆိုတာကိုသိစေချင်လို့ပါ မရှိုးတဲ့ဇွေလုံးလာနဲ့ကြိုးစားတဲ့သူတိုင်းအတွက်နေရာတစ်ခုအမြဲရှိပါတယ်ဂျမတ်ကို အော်တိုဘာလ15ရက်1964ခုနှစ်မှာမွေးဖွားခဲ့ပါတယ်မွေးရဇာတိကတရုတ်ပြည်အရှိတောင်ပိုင်းဟန်ဆောင်မြို့ပဲဖြစ်ပါတယ် ူမှာမွေးရှင်အကိုတယောက်နဲ့ညီမငယ်တယောက်ရှိပါတယ်။သူ့ကိုမွေးဖွားတဲ့အချိန်ဟာ community ဒေသတွေကိုတရုတ်နိုင်ငံအနောက်ပိုင်းကနေခွေးရှားထားခြင်းခံရတဲ့အချိန်ဖြစ်ပါတယ်။သူတို့မောင်နှမတွေငယ်စဉ်ကမိဘတွေကပိတ်ဆံသိမ့်မရှိခဲ့ပါဘူး။လူလက်တန်းစားအဆင့်တော်မရှိခဲ့ပါဘူး။ဂျမဟာငယ်စဉ်ကလေးကအကောင်သေးသေးလေးပါပဲ။ဒါပေမဲ့ခဏခဏရန်ဖြစ်လေရှိပါတယ်။သူ့အကြောင်းရေးထားတဲ့စာအုပ်ထဲမှာသူဟာအကောင်ကြီးတဲ့သူတွေကိုကြောက်လေမရှိခဲ့ကြောင်းဖော်ပြထားပါတယ်။ သူကပရိကောက်ရတာဝတနာပါပါတယ်ပြည့်တွေရဲ့အတန်ကြာယုံနဲ့ပြည့်အွေစားနဲ့အမျိုးအစားကိုပါပြောနိုင်ခဲ့ပါတယ်ကျမတို့မျိုးကလေးအတွက်ခွင့်အလန်ပွင့်ခဲ့တာကတော့1982ခုနှစ်မှာဖြစ်ပါတယ်အမေရိကန်သမ္မတဟောင်းရစ်ရှတ်နက်ဆန်ကဟန်ဆုံမျိုးကိုတွားရောက်လစ်ပတ်ပြီးနောက်ဟန်ဆုံမျိုးရဲ့ခီးသွွားလုပ်ငန်းတိုးတက်လာခဲ့ပါတယ်ဒီအခြေအနေကို ကျမအမိရအသုံးချပြီးသူ့ဘဝတိုးတက်အောင်စူးစမ်းချင်ခဲ့ပါတယ် ဂျမဟာငွေစင်ကလေးကအင်္ဂလိပ်စာသင်ယူခြင်းခဲ့ပါတယ်။ဒါကြောင့်မနက်ပိုင်းမှာစပီးတစည်းနဲ့မျိုးရည်ပတ်ပြီးနိုင်ငံခြားသားတွေကိုအလကားအေးလမ်းညွှန်လုပ်ပေးပါတယ်။နိုင်ငံခြားသားတွေစီကအင်္ဂလိပ်စာကိုပြန်လည်သင်ယူပါတယ်။အဲ့ဒီအချိန်ကသူ့ရဲ့နာမည်ကိုနိုင်ငံခြားသူတယောက်ကမခေါ်တက်လို့သူ့ကိုဂျဲလို့နာမည်ပေးရကနေဂျမဆိုပြီးဖြစ်လာခဲ့တာပါ။ပိတ်ဆက်မချမ်းသာတဲ့အတွက်ဘဝတွတ်တက်လန်းဟာပညာရေးကတဆင့်ပဲရနိုင်မေးဆိုတာသိခဲ့ပါတယ်။အထက်တန်းကျောင်းပြီးသွားတဲ့အခါမှာ ူကိုလိုက်ဝင်ခွင့်ရှောက်ခဲ့ပါတယ်။ဝင်ခွင့်ဇာမွေးဝဲကိုနှစ်ကျင်တိတိကြားခဲ့ပါတယ်။သူဇွေးမလျှော့ပဲလင်းလာခဲ့ပါတယ်။ဒါကြောင့်တာရိယအချိန်မှာတော့အောင်မြင်ခဲ့ပါတယ်။ Hanson Teachers Institute ကိုတက်ရောက်ခွင့်ရခဲ့ပါတယ်။1988ခုနှစ်မှာဘွေးရခဲ့ပြီးအလုပ်တွေအများကြီးရှောက်ခဲ့ပါတယ်။ဒါပေမဲ့တော်တော်များများကသူ့ကိုမခန့်ခဲ့ပါဘူး KFC ကတရုတ်ပြည်မှာပထမဆုံးဆိုင်လာဖွင့်တော့သူ့အပါအဝင်ဝန်ထမ်းတွေအတွက်စုစုပေါင်း24ယောက်အလုပ်လျှောက်ခဲ့ပေမဲ့ ်23ရောက်အလုပ်ရပြီးသူတယောက်တွေပေချခံခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့တစ်လကို7ဒေါ်လာပဲရတဲ့အင်္ဂလိပ်စာဆရာအလုပ်ကို သူရခဲ့ပါတယ်သူဟာ စာသင်ရမှာလေးထူးရှင်ပြီးတပည့်တွေကလေသူ့ကိုရှစ်ခင်ပါတယ်ကျမရဲ့ဘဝမှာအချိန်ပေါင်းများစွာကြာရှုံးခဲ့ဖို့ပါတယ်ငွေစင်ဘဝကမွန်လာတန်းကျောင်းမှာလေစာမေးပွဲတွေ ကြာဖို့ပါတယ်အလီတန်းမှာလေစာမေးပွဲကြာဖို့ပါတယ်ကိုလိုက်ဝင်ခွင့်စာမေးပွဲမှာလေနှစ်ခါကြာခဲ့ပါတယ်သူဟာဟာဘတ်တက္ကသိုလ်ကိုတောင်စာရေးပြီး ဆေးချင်းတိုင်တိုင်ဝင်ခွင့်ချက်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ဟာဘတ်တက်ကတော်ကဆေးချင်းလုံးငင်းပယ်ခဲ့ပါတယ်။ဒါကပညာရေးမှာပဲရှိပါသေးတယ်။အလုံရဖို့ချက်ခဲ့ရမှာလဲအခါ30အထိအရွေးမခံခဲ့ရပါဘူး။ KFC တုန်းကအရွေးမခံရသလိုရေးတက်ပွဲထဲမှာအလုံရဖို့လူ9ယောက်အလုံသွားလျှောက်ရမှာသူတရားတွေပဲပေရှခံခဲ့ရပြန်ပါတယ်။သူ့ရဲ့လုပ်ငန်းအလီဘာဘာ group မအောင်မြင်ခင်မှာအခြားလုပ်ငန်းတစ်ခုကိုလုပ်ခဲ့ပြီးနှစ်ခုလုံးအရှုံးပေါ်ခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီကြာရှုံးမှုတွေကသူ့ကိုမရက်တန်းနိုင်ခဲ့ပါဘူး။အင်တာဗျူးတစ်ခုမှာသူ့ကိုအဲ့ဒီလိုကြာရှုံးမှုတွေအပေခံရမှုတွေအတွက်ဘလို့ခံစားရလဲလို့မေးတော့ကျွန်တော်တို့ဒီလိုအရာတွေနဲ့နေသားတကျရှိဖို့လိုပါတယ်။ကျွန်တော်တို့ကပြီးပြည့်စုံတဲ့သူတွေမှမဟုတ်တာဒီတော့အပေရှခံရတတ်ပါတယ်လို့ပြန်လည်ဖြစ်ကြားခဲ့ပါတယ်။ကျမကကြာရှုံးမှုတွေပေါ်မှာပူဆွေးတိုးကရောက်မနေပါဘူး။ဘလိုမျိုးထိတ်ဆုံးကိုရောက်အောင်တက်မလီပဲတွေးတွန်းနေခဲ့ပါတယ်။ဂျမအတွက်ဘဝအပြောင်းလဲက 1995မှာစခဲ့တာပါကားလမ်းမကြီးတွေဆောက်တဲ့ project တစ်ခုနဲ့ပတ်သက်ပြီးအမေရိကန်နိုင်ငံတို့အစိုးရရဲ့ဆေလွှတ်ခြင်းကိုခံခဲ့ရပါတယ်အဲ့ဒီချိန်မှာပဲဂျမဟာကွန်ပျူတာနဲ့အင်တာနက်ကိုစသည့်ခဲ့တာဖြစ်ပါတယ်အဲ့ဒီချိန်ကတရုတ်နိုင်ငံမှာကွန်ပျူတာတွေခြားပါခဲ့ပါတယ်အင်တာနက်တို့အီးမေးလ်တို့ဟာလေခင်မစားသင့်ပါဘူးပထမဆုံးအင်တာနက်ပေါ်မှာသူရှာကြည့်ခဲ့တာကတော့ BR ဆိုတဲ့စကားလုံးပဲဖြစ်ပါတယ် ဒါပေမဲ့ရှာဖွေလို့ရတဲ့ရလဒ်တွေကိုကြည့်ရမှာတရုတ်နဲ့ပတ်သက်တာတခုမှမတွေ့ခဲ့ပါဘူး။ဒါကြောင့်သူဟာတရုတ်ပြည်သူပြည်သားတွေအတွက်အင်တာနက်နဲ့မိတ်ဆက်ပေးဖို့အရှိန်တန်ပြီလို့ဆုံးဖြတ်ခဲ့ပါတယ်။သူ့ရဲ့တငယ်ချင်း6-9ယောက်ကို သူအစ်စ်လုံးမဲ့ e-commerce လုပ်ငန်းမှာရင်းနှီးဖို့ဆွေးဆောင်ပြီးသူ့လုပ်ငန်းကိုသူ့ရဲ့တိုက်ခန်းလေထဲမှာပဲစတင်ခဲ့ပါတယ်။အစပိုင်းမှာအလီဘာဘာမှာငွေကြေးအရင်းအနှီးမရှိခဲ့ပါဘူး။1990မှာတော့ SoftBank ကဒေါ်လာ20မီလီယံနဲ့ Goldman Sachs ကဒေါ်လာ9မီလီယံရင်းနှီးခဲ့ပါတယ်။အွန်လိုင်းပေါ်မှာငွေရှင်းရှင်းနဲ့ပစ္စည်းဝယ်ယူခြင်းတွေဟာစိတ်ချရကြောင်းတရုတ်နိုင်ငံကလူတွေယုံကြည်ဖို့သူတော်တော်လေးစ조사ခဲ့ရပါတယ်။အောင်မြင်တဲ့လုပ်ငန်းတစ်ခုကို အသက်30နှစ်အရွယ်မှာသူစတင်နိုင်ခဲ့ပါတယ်။ကွန်ပျူတာကုတ်တွေအကြောင်းတစ်စက်မှမသိပေမဲ့ကမ္ဘာမှာအကြီးဆုံး e-commerce လုပ်ငန်းကြီးကိုသူတည်ထောင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့လုပ်ငန်းဟာတရုတ်နိုင်ငံမှာတင်မကပဲတကမ္ဘာလုံးမှာပါအောင်မြင်လာခဲ့ပါတယ်အခုရှိမှာတော့တရုတ်နိုင်ငံရဲ့အချမ်းသာဆုံးသူတစ်ယောက်ဖြစ်နေပါပြီဒီစာအုပ်လေးထဲမှာဂျမအကြောင်းကိုထည့်သွင်းထားရတာကတော့ဘဝမှာအချင်းချင်းလဲကြပဲမဲ့စာဖတ်သူတွေအားလုံးကို ပြန်နှောထစေရှင်လို့ပါအောင်မြင်တဲ့သူတိုင်းမှာတူညီတဲ့အချက်ရှိပါတယ်အဲ့ဒါကတော့ဘရိုးမှအရှုံးမပေးတာပါပဲသူတို့ကဘလို့အရာကမှရက်တန့်တော့မရပါဘူးသင်ရောဘာလို့မှလဲ ဘာမှမဟုတ်တဲ့ကိစ္စတွေအတွက်ရှင်ကုံခံနေဦးမှာလားတန်ဖိုးမရှိတဲ့သူတယောက်ကိုဆွေရင်လွန်ရင်မျိုးရှင်ရမျိုးနေတာလားဘဝမှာခဏခဏလေးကြလို့စိတ်ညစ်နေလားဒီဟာလေးကိုနားဆင်ပြီးတာနဲ့ရှက်ရှင်းပြန်ထပါမျက်နာတက်လိုက်ပါတင်မင်းကလူမဟုတ်တော့ဘူးစိတ်တည့်လူတည့်ဖြစ်သွားပြီစိတ်ညစ်စရာအလုံးကိုမစ်ပစ်လိုက်ပါဘဝကို chapter 1ကနေပြန်စပါတင့်ကိုလောင်ရင်ခဲသူတွေတင့်ကို ပေချခဲသူတွေတင့်ကိုစွန့်လွတ်ခဲသူတွေကိုပြန်ပြုံးနိုင်အောင် ခုရှင်ကစပြီးစ조사ပါတော့တင်းရဲ့ပြိုင်ဘက်စီကတင်းယူပါဒါပေမဲ့ဘရိုးမှကူးမရှပါနဲ့တင်းကူးရှတဲ့နေ့တင်းသေးဆုံးတဲ့နေ့ပါ